အားလုံးပဲမင်္ဂလာပါခင်ဗျာကံလန်းကြောင့်စတင်တဲ့နေရာတွေနဲ့အကျိုးထူးများအကြောင်းကိုမျှဝေပေးပါမယ်ကံလန်းကြောင့်စတင်တဲ့နေရာ၃ခုရှိပါတယ်နံပါတ်၁ကတော့ကံလန်းကြောင့်ကအင်္ဂါလွင်ပြင်ကနေအစပြုထွက်ရှိထားခြင်းပဲဖြစ်ပါတယ်ဒီလိုပါလာခဲ့မယ်ဆိုရင်ပါရှိတဲ့သူတွေဟာငယ်စဉ်ကနေစပြီးဘဝကိုရုန်းကန်ရတတ်ပါတယ်အတိုက်ခိုက်တွေအနောက်ရှက်တွေမနာလိုသူတွေရဲ့ခြေထိုးမှုတွေရှင်ပြန်မှုတွေနဲ့အမြဲလိုလိုကြုံတွေ့နေရတတ်ပါတယ်အင်္ဂါလွင်ပြင်ရဲ့သဘောကပင်ပန်းကြမ်းတမ်းပါတယ် ီလိုအင်္ဂါလွင်ပြင်ရဲ့ပင်ပန်းကြမ်းတမ်းချင်းတွေကိုကြော်ဖြတ်လာပြီးမှပဲစီးပွားရေးဘဝအနေထားတွေဟာအစဉ်ပြေချောမွေးလာပြီးတော့တိုးတက်မှုတွေကိုရရှိပိုင်ဆိုင်လာကြပါတယ်။စီးပွားဖြစ်ထွန်းလာကြပါတယ်။နံပါတ်2ကတော့ကံလန်းချောင်းကဥကောင်းလန်းချောင်းပေါ်ကနေအစပြုထွက်ရှိထားခြင်းပဲဖြစ်ပါတယ်။ဒီလိုပါရှိတဲ့သူတွေကတော့ပထမအရွယ်မှာအသက်မွေးပန်းချောင်းပညာတွေအတတ်ပညာတွေအတွေ့အကြုံတွေများစွာကိုရှာမီးရင်းနဲ့ပဲအချိန်ကုန်နေကြတာကများပါတယ်။ ူတို့ရဲ့အသက်35နှစ်36နှစ်အရွယ်မှပဲဘဝတိုးတက်ရေးကိုအကောင့်ထဲပေါ်ဆောင်ရွက်ကြပါတယ်။သူတို့ရဲ့အသက်45နှစ်အတွင်းမှာတော့အောင်မြင်မှုတွေရရှိပြီးတိုးတက်ကြီးပွားကြပါတယ်။စီးပွားရေးနဲ့ငွေကြေးပြည့်စုံမှုတွေရရှိကြပါတယ်။ဒါပေမဲ့တတိပြုရန်ကတော့ဒီလိုလူတွေဟာကိုအားကိုကိုကိုတူကိုဂျုံသူတွေဖြစ်တယ်လို့သူတို့ရဲ့အစွမ်းအစသူတို့ရဲ့ကိုယ်ပိုင်တွေးခေါ်ရင်းနဲ့ပဲအောင်မြင်မှုအဝဝကိုရရှိတတ်ပါတယ်။သူတို့ဘာထံကနေအကူအညီရရှိမှုကတော့နေပါကြပါတယ်။ နံပါတ်3ကတော့ကံလန်းချောင်းကလုံလန်းချောင်းပေါ်ကနေအစာပြုတ်ထွက်ရှိထားခြင်းပဲဖြစ်ပါတယ်။ဒီလိုပါရှိတဲ့သူတွေကတော့အသက်50ကနေ56နှစ်အတွင်းမှာဘဝရဲ့အောင်မြင်ခြင်းကိုရရှိကြပါတယ်။အများပြည့်သွေးသားတန်ရုံးစဉ်ရှိတဲ့သူတွေအကြီးအကဲတွေမိတ်ဆွေတွေနဲ့ဆက်နွယ်ပြီးအောင်မြင်မှုတွေရရှိပိုင်ဆိုင်ကြပါတယ်။တနည်းအားဖြင့်အသက်ကြီးလေပြည့်စုံလေဖြစ်ပြီးဩဇာတာကောင်းကြတဲ့သူတွေဖြစ်ပါတယ်။ပုံမှာပြထားတဲ့လက်မှာတော့အောင်မြင်လမ်းမှာတွဲပြီးပါရှိနေတဲ့အတွက်သူသူဟာစည်းစိမ်ဥစ္စာတိုးပွားခြင်းအပြင် ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝကိုလည်းပိုင်ဆိုင်သွားရမှာပဲဖြစ်ပါတယ်။မိတ်ဆွေတို့ရဲ့လက်မှာကကံလန်းကြောင်းကဘဲကနေအစပြူထားပါတယ်။တင်းရက်လက်ကိုပြန်ကြည့်လိုက်ပါ။နောက်တစ်ခုကတော့အိုကံထူးကောင်းစေတဲ့လက္ခဏာပဲဖြစ်ပါတယ်။အိုစားတာကောင်းမှုကိုပြတဲ့လက္ခဏာတွေအများကြီးရှိပါတယ်။လက္ခဏာဟာပြောင်းတက်တဲ့သဘောရှိတဲ့အတွက်အိုကံကောင်းမကောင်းကိုအတိအကျသုံးသပ်နိုင်ဖို့ဆိုရင်မူလဇာတာပြင်ငွေရပါအိုကံကောင်းစေတဲ့လက္ခဏာတွေပါဝင်မှုရှိမရှိကိုကြည့်ရမှာပါ။ပုံမှန်ပြထားသလိုမျိုးအသက်လမ်းကြောင်းမှာငါးရုပ်ပုံစံထင်ရှားစွာပါရှိခြင်းကအ အသက်ကြီးပိုင်းကံကြမ္မာကိုအထူးကောင်းစေပြီးဘုံကံလွန်စွာကြီးမားစေပါれငွေကြေးထားเสียမရှိအောင်မလိုချင်လောက်အောင်ကိုဘုံကံအရပြည့်စုံစေပါれဒီလူတွေကလည်းဒီအသက်ပိုင်းချလောက်ဆိုလောဘနဲလာပြီးတော့အများစုဟာတရားအားထုတ်ပြီးပဲနေချင်ကြတာပါဒီဘုံကိုကြည့်ချင်အဖြစ်မွေးရပါပုံဖော်နေချင်းဆိုတာကထင်ရှားပါれသက်တမ်း48နှစ်ကျော်နောက်ပိုင်းမှာစပြီးတော့မိမိရဲ့သက်တမ်းကုံဆုံးတဲ့အတိဘုံကံကြီးမားအေးချမ်းသာရစေပြီး အလူတန်းကြီးတွေအများအကျိုးအတွက်ထိထိရောက်ရောက်လှုပ်ဆောင်မှုပြုသူတွေမှာတွေ့ရပါတယ်။အကယ်၍မူလဇာတာအရအသက်ကြီးပိုင်းအတွက်မကောင်းတဲ့အချက်တွေအညံ့နေများနေခဲ့ရင်တော့ဒီကံညံ့နေနဲ့ဥပင်မှုတွေကိုတတ်တာရောပါစေပြီးတော့ဘဝရနောက်ဆုံးကံအတွက်တင်းတောက်တစ်တယ်ဖြစ်စေပါတယ်။အုံမှာပြထားတဲ့လက္ခဏာပါရှင်ကတော့တိုင်းပြည်အတွက်အလွန်အရေးပါတဲ့အမျိုးသမီးကြီးတူရဲ့အသက်လန်းအဆုံးက9ရက်ပို့ဖြစ်ပါတယ်။သူရဲ့သက်တမ်း40နောက်ပိုင်းမှစပြီးတော့ကဘာကျော်ခဲ့ပြီးတော့ယခုကာလတွင်မှာတော့လောကဓာတ်တချို့ကိုကြုံတွေ့နေရပါတယ်။ ဒီလိုလောကဓာတ်တွေကိုကြုံတွေ့နေရပြီမဲ့သူဟာအချိန်ကြာရင်ပြန်လဲအောင်မြင်မှုတွေရရှိမဲ့သဘောပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက္ခဏာကတော့ဥကောင်းလန်းနဲ့ကံလန်းကြားမှာဖြစ်ပေါ်လာတဲ့တွီးကံပဲဖြစ်ပါတယ်။သင်ရလက်မှာဒီလိုတွီးကံလေးပါလာခဲ့မဲ့ဆိုရင်ကိုယ်နဲ့သက်ဆိုင်မှုတွေကနေအထောက်အကူတွေရရှိပါလိမ့်မယ်။ငွေကြေးတွေဝင်ရောက်လာမယ်။ကိုယ့်ရဲ့လှုပ်ဆောင်မှုတွေလှုပ်ဆောင်ချက်တွေကနေငွေခဏခဏဝင်လာတတ်ပါတယ်။ ငွေကံကိုပြပေးနေတဲ့တွီးကံလို့တောင်ပြောလို့ရပါတယ်။ငွေကြေးသိန်းရာချီကန်ဆောင်နေရသူတွေလုပ်ငန်းကြောင့်ငွေမပြတ်ပဲငွေကံရတာမျိုးတွေကိုလည်းပြနေပါတယ်။တင်းရစီးပွားရေးတွေကြောင့်ပဲငွေအ धिक ဝင်လာတာကိုဒီတွီးကံကပြပေးနေခြင်းဖြစ်ပါတယ်။ဒီလိုတွီးကံပါတဲ့လူတွေဟာငွေကြေးကံကောင်းကြပါတယ်။အစဉ်ပြေမှုနဲ့ပြေစုံမှုကံတွေပါကြပါတယ်။ဒီတွီးကံကကြီးရင်ကြီးမားသလိုငွေတွေဝင်လာတတ်ပါတယ်။ဒါပေမဲ့တွီးကံနဲ့အပြတ်လန်းနဲ့မမားဘူးတော့တတိပြုပါ။ ောက်တစ်ခုကတော့၄တောက်ပုံစံအမှတ်သားပဲဖြစ်ပါတယ်။တင်းရက်လက်ဝါးပြင်အလယ်မှာပုံမှန်ပြထားသလိုမျိုး၄တောက်ပုံစံအမှတ်သားပါလာခဲ့မယ်ဆိုရင်တင်းဘဝမှာမနာလိုမှုတွေအတားဆီးမှုတွေပြည့်နှက်နေမှာ။တင်းမှာအနောက်ရှက်တွေရှိပြီးအတိုက်ခိုက်တွေလည်းများမယ်။ပြိုင်ဆိုင်သူတွေလည်းရှိနေတတ်ပါတယ်။လူလူရေးတွေစီးပွားရေးတွေတိကိုအတားဆီးပေးတတ်ပါတယ်။မြန်လန်းထဲမှာအတိကဖြစ်တည်နေတဲ့အတွက်ကြောင့်စီးပွားရေးပိုင်းကိုပိုပြီးတတိထားပေးရပါမယ်။မိမိအနီးနားမှာကမနာလိုတဲ့သူရှိနေတတ်ပါတယ်။ မိမိရဲ့ဘဝထဲမှာအပေါ်ရန်သမားတွေများနေတတ်ပါတယ်။အဲ့ဒါတွေကြောင့်လည်းစိတ်ညစ်နေရတတ်ပါတယ်။ဒါပေမဲ့စိတ်မပူပါနဲ့။ဒီအမသားကပဲတင်းအတွက်ရန်အပေါင်းတွေအတားအဆီးတွေအနောက်ရှက်တွေကြားကနေကာကွယ်မှုကိုပြပေးထားပါတယ်။ဘဝမှာမကောင်းတဲ့သူတွေနဲ့အဓိကတွေးဆုံနေရတတ်ပါတယ်။အဲ့ဒီမကောင်းတဲ့ကံတွေကိုလည်းသူကကာကွယ်ပေးထားပါတယ်။နောက်ဆုံးခုကတော့အင်္ဂါဂျူခုံဘော်ကကျဲတပွင့်မှဖြစ်ပါတယ်။တင်းရဲ့ကျဲပြန်းတဲ့အင်္ဂါဂျူခုံဘော်မှာကျဲတပွင့်ပါလာခဲ့မယ်ဆိုရင် ပြင်းထန်တဲ့ဒေါသကြောင့်ဖြစ်စေမနာလိုဝန်တိုမှုကြောင့်ဖြစ်စေလူသက်မှုတွေကိုကျူးလွန်တတ်ပါတယ်အကယ်၍အသင်အတင့်မဲ့ကျယ်ပြန့်တဲ့ဂျူကဘုံမှာဖြစ်ပေါ်နေမယ်ဆိုရင်တော့ချောင်းချောင်းတက်ဖြတ်ခြင်းကိုခံရတဲ့ဘေးအန္တရာယ်နဲ့ကြုံတွေ့ရပါလိမ့်မယ်လူဘဝတသက်တာအတွက်အလွန်အရေးကြီးတဲ့အဖြစ်အပျက်တချို့ကိုတောက်ကြဂျူခုံကအမတ်သားတွေကပြသလျက်ရှိပါတယ် အမှုခင်ထောင်တန်းအချုပ်စတဲ့ကိစ္စတွေကစပြီးအချစ်ရေးအိမ်တော်ရေးကိစ္စတွေအုံနောက်ရှုပ်စရာတွေအထိတောက်ကြကြူခုံနဲ့ပတ်သက်နေပါတယ်။ချမ်းသာခြင်းအောင်မြင်ခြင်းစိတ်ချမ်းသာခြင်းအမှုပညာကိစ္စတွေကလည်းတောက်ကြကြူခုံကပါဝင်ပတ်သက်လျက်ရှိနေပြန်ပါတယ်။လူဘဝအစိတ်ပိုင်းများစွာကိုစီမံတတ်တဲ့တောက်ကြကြူခုံကထွက်ပေါ်လာတဲ့ဥပတ်လမ်းကြောင်းရဲ့စတင်ရာနဲ့အဆုံးတိုက်ရာတို့ကိုပေါ်ပြပေးလိုပါတယ်။ပုံတင်မှာပြထားသလိုမျိုး ောက်ကြဂျိုကုံမှာရှိတဲ့လေးတော့ကွက်တစ်ခုကိုဖြတ်ပြီးထွက်ပေါ်လာတဲ့ဥပတ်လမ်းကြောင်းဟာအသက်လမ်းကြောင်းကိုဖြတ်ပြီးကန်လမ်းကြောင်းကိုထိနေခဲ့မယ်ဆိုရင်တော့အမှုခင်တစ်ခုခုကြုံရတတ်ပါတယ်။အချုပ်ထောင်တန်းနေတဲ့ဘဝမှာတခါတော့ရင်ဆိုင်ရပါလိမ့်မယ်။ကန်လမ်းကြောင်းကိုသွားထိတဲ့အသက်အပိုင်းချားမှာဖြစ်ပါလိမ့်မယ်။ကန်လမ်းကြောင်းကိုထိတဲ့အသက်အပိုင်းချားမှာပဲအလုတ်ပြုတ်တာအဆုတ်ဆွဲခံရတာအိမ်တော်ကြီးအမှုပွေတာတိတ်ခါကြတာတွေဖြစ်လာမယ်လို့ပြောလို့ရပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးအာမခံကိစ္စတွေမှာစည်းစိမ်ပြုတ်အောင်လျော်ရတာမျိုးတွေဖြစ်လာမယ်။အများကိစ္စတွေမှာခေါင်းခံရမယ်လို့တောင်ပြောလို့ရပါတယ်။ပုံနှစ်မှာပြထားသလိုမျိုးတောက်ကြဂျူခုံမှာရှိတဲ့ဂျွန်းအမတ်သားကနေစတင်ပြီးထွက်ပေါ်လာတဲ့ဥပတ်လန်းချောင်းဟာကံလန်းချောင်းကိုထိနေခဲ့မယ်ဆိုရင်တော့လက္ခဏာရှင်ဟာအချစ်ရေးကံခေသူဖြစ်လာပါလိမ့်မယ်။ကံလန်းချောင်းကိုထိနေတဲ့အသက်အရွယ်မှာပဲအချစ်ရေးအိမ်တော်ရေးကိစ္စတစ်ခုခုကြောင့်ဘဝမှာနာကျင်ခံစားရပါလိမ့်မယ်။ အချစ်မပါတဲ့အိမ်တော်ကြီးကိုစတင်ရတာမျိုးဇော့အတင်အတ္တမအစီစဉ်ခံရတာကြံစီခံရတာမျိုးတွေကြုံရပါလိမ့်မယ်အချစ်ရဲ့အိမ်တော်ကြီးကြောင့်ယုံရောက်ကဲရောက်ဖြစ်မယ်ကြေကွဲဝန်းနေခြင်းတွေဖြစ်ပေါ်လာမယ်ချစ်သူကစွန့်ခွာသွားလိမ့်မယ်ဒါရီကကံလန်းချောင်းကိုဥပတ်လန်းလေးကထိတဲ့အသက်ရွယ်မှာရင်ဆိုင်ရတာမျိုးဖြစ်ပါတယ်ပုံသုံးမှာပြထားသလိုမျိုးတောက်ကြကြိုခုံမှာရှိတဲ့ရာသမတ်ကွက်လို့ခေါ်တဲ့စကားကွက်ကနေဥပက်လန်းချောင်းတစ်ခုထွက်လာပြီးဥကောင်းလန်းချောင်းကိုထိနေတဲ့အခါမှာ အများပြဿနာကိုပြဿနာဖြစ်ပြီးမိမိတယောက်တည်းကတာဝန်ယူဖြေရှင်းရတဲ့အခြေအနေကိုပေါ်ပြနေတာဖြစ်ပါတယ်မိသားစုအရေးမှာမိမိကိုအလေးမထားဖြစ်တတ်ပြီးမိမိကပဲမိသားစုအရေးကိုဘဝနှစ်ပြီးလှုပ်ဆောင်ပေးရတဲ့သူဖြစ်တတ်ပါတယ်ဥကောင်းမှာပြင်းပြင်းထန်ထန်ထိခိုက်မိတတ်ပါတယ်အုံနောက်ရှုပ်စရာတွေနဲ့လည်းကြုံတွေ့နေရတတ်ပါတယ်ဒီအချက်တွေကဥပတ်လမ်းကြောင်းကဥကောင်းလမ်းကြောင်းကိုထိနေတဲ့အသက်ပိုင်းနဲ့သက်ဆိုင်ပြီးအဲ့ဒီအသက်မှာပိုပြီးဖြစ်တတ်ပါတယ်ဒီလိုပဲတခြားတွီးကံပုံမှာဖြစ်ပေါ်နေတဲ့ဥပတ်လမ်းကြောင်း ဇက်ဝိုင်းပုံကနေဖြစ်ပေါ်နေတဲ့ဥပက္ကလန်းကြောင်းကျေပုံကနေစတင်တဲ့ဥပက္ကလန်းကြောင်းတွေနဲ့ကံလန်းကြောင်းမှာအဆုံးသတ်တဲ့ဥပက္ကလန်းဥကောင်းလန်းကြောင်းနဲ့အောင်မြေလန်းကြောင်းအထိကိုသွားရောက်ထိဆက်နေတဲ့ဖြစ်ပေါ်လာမဲ့အကျိုးဆက်တွေဆိုတာကလည်းအများကြီးရှိနေပါသေးတယ်ဒီကျိုးဆက်တွေကိုလက္ခဏာရှင်ကကြိုတင်ပြီးသိခဲ့မယ်ဆိုရင်တော့အကောင်းဆုံးကြိုတင်ပြင်ဆင်နိုင်လိမ့်မယ်ဆိုတာကိုတင်ပြလိုက်ရပါတယ်ခင်ဗျာ